မင်္ဂလာပါ share of commons ဘူ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့်အမှုကတော့တာမန်ရာဇဝတ်မှုတစ်ခုတော့မဟုတ်ဘူးဒါကဒီပျော်ရွှင်စရာမိသားစုပွဲတော်တစ်ခုဖြစ်တဲ့ Halloween ညမှာဖြစ်သွားခဲ့တဲ့ဒီလူတတ်မှုတစ်ခုအကြောင်းပေါ့နော်ဆိုတော့ဒီနေ့ဒီ video မှာလူတတ်သမားကဘာကြောင့်မို့တတ်တာလဲဘလို့ရင်းရင်းဆက်ဆက်တတ်သွားခဲ့တာလဲဘသူ့ကိုတတ်သွားခဲ့တာလဲဆိုတဲ့ဒီအသေးစိတ်ကိုဒီနေ့ဒီ video မှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် ဆိုတော့ဒီအမှုမှာအဓိကသားကောင်ဖြစ်တဲ့သူကတော့အသက်32နှစ်အရွယ်ဒိုယင်းအာဘတ်ဖြစ်ပါတယ်။ဒိုယင်းကဘဝတစ်ခုကိုအကောင်းဆုံးတည်ဆောက်နေတဲ့အခြေလို့ပြောလို့ရတယ်။သူကအရင်အိမ်ထောင်နဲ့ကွာရှင်းပြတ်ဆဲပြီးတော့ဒီ Charles Abbott ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့အိမ်ထောင်အသက်ကိုထူထောင်ခဲ့တယ်။သူတို့နှစ်ယောက်ကအရန်ကိုချက်ချပြီးတော့ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားကြတယ်။ပြီးတော့သူတို့မှာ Diana ဆိုတဲ့အသက်၄နှစ်အရွယ်သမီးလေးတစ်ယောက်ရှိတယ်။ ပြီးတော့ဒီအမှုမှာအရေးကြီးဆုံးကဒူရင်းကဒီသူခင်ပေါ်နဲ့နောက်ထပ်ရထားတဲ့ကိုပေါ်ရှစ်လအရွယ်ရင်သွေးလေးရှိနေခဲ့တယ်ပေါ့နော်အဲ့ဒီရင်သွေးလေးကလည်းယောက်ျားလေးလို့သိရတယ်ဆိုတော့သူတို့မိသားစုကဒီ San Jose မြို့ကတာယာတဲ့ဒီရက်ွက်လေးတစ်ခုမှနေထိုင်ခဲ့ကြတယ်။အဲ့ဒီလိုနဲ့ဒီ Halloween ညမှာဒီအမှုကဘလို့ဖြစ်လဲဆိုလို့ရှိရင် အေဒဂါလာခောက်တယ်ပေါ့နော်။အေဒဂါလာခောက်တယ်ဆိုတော့သူတို့ဒီနိုင်ငံသားမှာကဒီ Halloween ညဆိုလို့ရှိရင်ကလေးတွေကအေဒဂါခောက်ပြီးတော့ဒီကြားလုံးတောင်းလေးရှိရေပေါ့နော်။ဆိုတော့ ဒီတကြားလုံးလာတောင်းတဲ့ထင်ပြီးတော့ဒီမိခင်ဖြစ်တဲ့ဒိုရင်းကနေပြီးတော့အဲ့ဒီတကောင်ကိုတောက်ဖွင့်ပေးတယ်ပေါ့တောက်ဖွင့်ပေးတဲ့အခါမှာယောက်ျားကြီးတစ်ယောက်ကရက်နေပြီးတော့ဒီမျက်နှာမှာလည်းပဲဒီဝေါ်ပလူမျက်နှာဖုံးကြီးကိုတတ်ထားတယ်ပြီးတော့သူ့မှာဓာတ်ရှည်တစ်ချောင်းပါလာတယ်ပြီးတော့ဒီဒိုရင်းကိုတတ်မယ်ဆိုပြီးတော့သူကအိတ်သေးကိုဝင်လာခဲ့ပြီးတော့အဲ့မှာပဲဒိုရင်းနဲ့သူကရုံရင်းဆိုင်ကတည်းဖြစ်ပြီးတော့ဒိုရင်းကိုဓာတ်နဲ့ခုတ်တတ်တယ်ပေါ့နော်အဲ့ချိန်မှာဒီလေးနှစ်အရွယ်သမီးလေးဟာဆိုဖာနောက်မှာပိုးနေခဲ့တယ် ဒိုရင်းကိုဓားနဲ့သူကခုတ်ထက်တယ်ခုတ်ထက်ပြီးတော့မှဒီဒိုရင်းရဲ့လက်တစ်ဖက်ကပြတ်ထွက်သွားတယ်။နောက်ပြီးတော့ဒီဒိုရင်းရဲ့ဖိုက်ထဲကဒီရှက်လက်ရွယ်ကလေးလေးကိုလည်းသူကဒီဘက်ကိုခွဲပြီးအချင်းလေးထုတ်ပြီးတော့သူကဒီရှက်လက်ရွယ်ကလေးလေးမှလည်းပဲဒီဓားတန်ရာရှိနေခဲ့တယ်ပေါ့နော်။ဆိုတော့ဒီမြင်ကွင်းတစ်ခုလုံးကိုဒီရစ်ဆက်ချမ်းကြုံတဲ့တိုက်ခိုက်မှုတစ်ခုလုံးကိုအသက်၄နဲ့အရွယ်သမီးလေးတန်ရာနာကသူမြင်စိတ်ရှိမှတယ် အဆအဆုံးမြင်ွားထက်ထင်တွေ့မြင်လိုက်ရတယ်။လူသက်သမားကဒိုရင်းတည်ဆုံသွားပြီဆိုတာတေချာမှပဲအေကနေပြီးတော့ပြန်ထွက်သွားခဲ့တယ်။ခဏကြာမှအိနီနာချက်တယောက်ကကလင်းငိုတန်ကြားလို့ဆိုပြီးတော့ထွက်ကြည့်တဲ့အခါမှာဒိုရင်းတို့ရဲ့အိတ်တကားကပွင့်နေတာကိုတွေ့ရတယ်။အထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာသူ့ရိုင်ထဲမှာလဲကျနေတဲ့ဒိုရင်းနဲ့သူ့မိရဲ့အလောင်းသားမှာတုံတုံရေရင်နဲ့ငိုကြွေးနေတဲ့ကလေးမလေးဒီယာနာကိုထိတ်လက်တကြားတွေ့ရှိခဲ့ရတယ်။ရဲတွေကချက်ချင်းရောက်လာခဲ့တယ်။ဒါပေမဲ့ဒိုရင်းရော သူ့ရဲ့ဒီဝမ်းမိုက်ထရားကလေးပါအသက်ရှင်နိုင်ဖို့အခွင့်အရေးလုံးဝမရှိတော့ဘူးရဲတွေအတွက်တော့ဒီအမှုကအရန်ကိုရှုပ်ထွေးသွားပါတယ်ဝေရောက်လူရဲ့တဲ့ပုံစံမျိုးလည်းမဟုတ်ဘူးလေပိုင်းဆိုင်ရာတိုက်ခိုက်မှုလည်းမဟုတ်ဘူးဒါကတမင်တက်တက်ကိုတန့်ဖို့အတွက်လာတာဆိုပြီးတော့လုံးဝထင်ရှားနေတယ်သူတို့မှရှိတဲ့ဥဒေတော်တက်တင်ကတော့စကားတော်ကောက်ကောက်မပြောတတ်သေးတဲ့လေးနဲ့အရွယ်ကလေးမလေးဒီယာနာပါရဲတွေကကလေးကိုအတတ်နိုင်ဆုံးဖိအားမပေးဘဲနဲ့မေးမြန်းကြည့်တဲ့အခါမှာဒီယာနာလေးပြောပြနိုင်ခဲ့တာကတော့ အမိကိုဝေါ်ပလီတကောင်ကတတ်သွားတယ်ဆိုတဲ့စကားတခေါ်ပဲဖြစ်ပါတယ်။ဒါကဟောလိဝေးညဖြစ်တာကြောင့်မို့လို့ဝေါ်ပလီမျက်နှာဖုံးဆိုတာကိုရဲတွေကချက်ချင်းသဘောပေါက်လိုက်တယ်။ဒါပေမဲ့ဘယ်သူကဖားကြောင့်ဒီလိုရက်ဆက်တဲ့အပြုတ်မှုမျိုးကိုကျူးလော့ရတာလဲ။ခေပေါ်ဖြစ်တဲ့သူချားလက်အာဘက်လည်းပဲအလုတ်ကနေပြန်ရောက်လာတဲ့အချိန်မှာဒီမြင်ကွင်းကိုတွေ့ပြီးတော့လုံးဝကြေကွဲသွားခဲ့ရပါတယ်။သူ့မှာရန်သူလည်းမရှိဘူး။ဒိုရင်းမှာလည်းဘယ်သူနဲ့မှပြဿနာမရှိခဲ့ဘူးပါ။ဒါပေမဲ့တယောက်တော့ရှိခဲ့ပါတယ်။ ဒီနေရာမှာတင်ရဲတွေကချက်ချင်းတန်တရားဝင်ခဲ့တဲ့သူကတော့ဒိုရင်းရဲ့ခင်ပေါ်ဟောင်းဝီလီယမ်မိုင်ကယ်ဒန်နက်စ်ပဲဖြစ်ပါတယ်ဒိုရင်းနဲ့ဝီလီယမ်ဒန်နက်စ်တို့ဟာအရင်ကအိမ်ထောင်ကြားခဲ့ပြီးတော့ပေါ်ဆိုတဲ့တာတရားရခဲ့တယ်ဒိုရင်းနဲ့ဝီလီယမ်ဒန်နက်စ်တို့ကအိမ်ထောင်ကြီးမှာအဆင်မပြေခဲ့ပါဘူးသူတို့ရဲ့ကြေကွဲစရာအကြီးမားဆုံးဖြစ်ဖြစ်ကတော့1980ခုနှစ်မှာဖြစ်ပွားခဲ့ပါတယ်1980ခုနှစ်မှာသူတို့ရဲ့သားလေးပေါ်ကအသက်နှစ်နှစ်အရွယ်မှာအိမ်နောက်ကရေကန်တဲကိုမတော်တဆပြုတ်ကြပြီးတော့ရေနဲ့တည်ဆုံသွားခဲ့တယ် ဒီဖြစ်ရပ်ကဝီလျံဒန်နက်စ်ကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။သူကတားဖြစ်သူရဲ့တည်ဆုံမှုအတွက်ဒိုရင်းကိုတဦးတည်းပြစ်တင်ခဲ့တယ်။ဒါကဒိုရင်းရဲ့ပေါ်ဆမှုကြောင့်ဒိုရင်းကခလီကိုဂယူးမဆိုင်လို့ဖြစ်ရတာဆိုပြီးတော့သူကဆက်ဆွဲမြင်းမြဲယုံကြည်နေပါတယ်။ဒီဖြစ်ဖြစ်ကြောင်သူတို့ရဲ့အိမ်ထောင်ရင်းကလုံးဝပြစ်စီသွားပြီးတော့ကွာရှင်းခဲ့ကြရပါတယ်။ဒါပေမဲ့ဝီလျံဒန်နက်ရဲ့စိတ်ထဲမှာတော့ဒိုရင်းအပေါ်ထားတဲ့အမုန်းတရားနဲ့လက်စားချီလိုတဲ့စင်ကလုံးဝပြောက်ွယ်မသွားခဲ့ပါဘူး။ အထူးသဖြင့်ဒိုရင်းက Charles Arban နဲ့နောက်အီထောင်ပြူပြီးတော့ပျော်ရွှင်နေတဲ့အပြင်နောက်ထပ်တားတယောက်ကိုပါကိုဝေါ်လွယ်ထားရတယ်ဆိုတာကိုသူသိလိုက်ရတဲ့အခါမှာသူ့ရဲ့အညိုးတွေကအထောက်အထိပ်ကိုရောက်သွားခဲ့သူဖြစ်ပါတယ်။သူသားကိုတည်စီခဲ့တဲ့ဒိုရင်းကနောက်ထပ်တားတယောက်နဲ့မပျော်ရွှင်သင့်ဘူးလို့သူကဆုံးဖြတ်ခဲ့ဖို့ရပါတယ်။ Jerry က William Dennis ကိုချက်ချင်းပဲဖန်ဆီးခဲ့ပါတယ်။ဒီမှုရဲ့တရားခွင်ကအရန်ကိုခက်ခဲခဲ့တယ်။အဓိကတက်တေကခလင်းငယ်လေးဒီယာနာဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ဒီယနာကတရက်ခွင်မှာဝက်ပလီမျက်နာစော်ထားတဲ့လူတစ်ယောက်ကသူ့အမိကိုတိုက်ခတ်ခဲ့ကြောင်းထွက်ဆိုနိုင်ခဲ့တယ်။နောက်ဆုံးမှာတော့တရက်ခံဝီလီယံဒန်နက်စ်ကသူ့ရဲ့လုံရက်တွင်ကိုဝေခံခဲ့ပါတယ်။တရားရုံးကဝီလီယံဒန်နက်စ်ကိုဒိုရင်းကိုတတ်တဲ့အမှုရဲ့ဒိုရင်းရဲ့ဘိုက်ထဲကဒီမမွေးဖွားသေးတဲ့ဒရီသားကိုတတ်တဲ့အမှုရဲ့ဆိုပြီးတော့ပြင်းမှုနှစ်ခုစလုံးနဲ့ပြင်းမှုထင်ရှားကြောင်းဆုပ်ဖြတ်ခဲ့ပါတယ်။သူကလူတန်းမှုနှစ်ခုကိုကျူးလွန်ခဲ့တာကြောင့်သူ့ကိုကယ်လီဖိုးနီးယားပြည်နယ်ရဲ့အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ တေတံကိုချမှတ်ခဲ့ပါတယ်။ဒီမှုကတကယ်တော့ရိုးရှင်းတဲ့လူသတ်မှုတစ်ခုမဟုတ်ပါဘူး။ဒါကကိုချက်ရတဲ့တားတယောက်ကိုဆုပ်ရှုပ်ရလို့ခံစားရတဲ့ဝမ်းနဲ့ပူဆွေးမှုကနေအညိုအတေးနဲ့လက်စားချေလိုတဲ့စိတ်ကိုပြောင်းလဲသွားတဲ့အကြောင်းမျိုးဖွယ်ရာဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်။ဝီလီယံဒန်နက်ကသူ့သားအတွက်တရားမျှတမှုကိုလိုချင်ခဲ့တာဖြစ်နိုင်ပေမဲ့သူ့ရွေးချယ်လိုက်တဲ့လမ်းကြောင်းကနောက်ထပ်အပြစ်မဲ့တဲ့ဘဝနှစ်ခုကိုရေးရဲဆက်ဆက်နှုတ်ယူလိုက်တာပါပဲ။ ဒီအမှုမှာအကြီးမားဆုံးတားကောင်ကတော့တည်ဆုံသွားတဲ့ဒိုရင်းနဲ့သူမရဲ့ကလေးအပြင်အရာအလုံးကိုမျက်စိရှိမှတည်းမြင်ခဲ့ရတဲ့တမင်းငယ်လေးဒီယာနာပဲဖြစ်ပါတယ်။သူ့ရဲ့ကလေးဘဝအမတ်တရတွေထဲမှာအပျော်ရွှင်ဆုံးဖြစ်ရမယ့်ဟောလိုဝေးညကသူ့ဘဝရဲ့အကြောင်းမဲ့ဖွယ်အကောင်ဆုံးအမတ်တရဆိုကြီးတစ်ခုအဖြစ်ထာဝရကျန်နေခဲ့မှာဖြစ်ပါတယ်။ခင်ဘောဖြစ်သူချားလက်စ်အာဘတ်အတွက်လည်းသူရမ်းချဲ့ရတဲ့ဇနီးနဲ့မမွေးဖွားလာသေးတဲ့အသားလေးကိုတပြိုင်နက်တည်းဆုပ်ရှုပ်လိုက်ရတာဟာဘယ်လောက်တောင်ကြေကွဲစရာကောင်းလိုက်မလဲ ဒီမှုပေါ်မှာရောခင်ဗျားတို့ဘယ်လိုမြင်လဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ရာဇဝတ်မှုတွေကိုဆက်ပြီးတော့တင်ဆက်သွားအောင်ပါဟုတ်ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်သားပေးဖို့မမေ့ပါနဲ့နော်နောက်ထပ် video တစ်ခုမှပြန်ဆောင်တွေ့ပါမယ်